ားလုံးပဲမင်္ဂလာပါသခင် football တက် ARL YouTube channel နဲ့သခင်တက်တော့ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ကိုမိုးတိန်ပါကျွန်တော်တို့ဒီဘောလုံးပွဲဒီနိုင်ငံတကာပွဲစဉ်လေးတွေနားနေတဲ့အချိန်မှာကျွန်တော်တို့ အဲအာဆင်နယ်အကြောင်းလေးတွေပြောရတာပေါ့နော်အာဆင်နယ်ဒီတစ်ပတ်အာဆင်နယ်ရဲ့အခြေအနေအာဆင်နယ်ပေါ်လူတွေဘလို့မြင်လဲအာဆင်နယ်ကိုဘလို့လူတွေကပြောနေကြလဲဆိုတာလေးကိုသူများတွေလည်းပြောပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်ကလည်းကျွန်တော်အမြင်နဲ့ကျွန်တော်ပြောပထမဆုံးအာဆင်နယ်ကအဲဇက်တိုက်တွေပေါ့နော်အပတ်တိုင်းဇက်တိုက်တွေနိုင်နေတယ်နိုင်နေတော့ကတော့ဘာသာမှမထွက်ဘူးဘဒုပဲဘဲ16သင်းဖန်မှအတန်မထွက်ဘူး ဒါပဲဆန္ဒလန်းနဲ့တရေလေးပဲကြလိုက်တယ်ဒါတော့ဝေးဝင်ဆန္ဒလန်းအိမ်ကဆန္ဒလန်းဆိုရလဲပေါ်လော်ချော်လော်တန်တဲ့အသင်မဟုတ်ဘူးအစင်လေးမှရောက်နေတဲ့အသင်အဲ့အစင်လေးမှရောက်နေတဲ့အသင်လေးကိုကျွန်တော်တို့ကတရေကြသွားတယ်ပေါ့နော်တူတူနဲ့နောက်ဆုံးနောက်ဆုံး60ကျော်မှပေးလိုက်တဲ့ဂိုးနဲ့တရေကြသွားတဲ့အချိန်မှာအသင်လေးရထွက်လာတယ်ပေါ့နော်စောင်းဝင်တော့မယ်စောင်းဝင်လာပြီဘာညာအကြိုက်ပြောပါစောင်းမွေးဝင်ဝင်တစောင်းမွေးဝင်ဝင်တက်တက်ပဲဝင်ဝင်မှာအာဆင်နယ်ကဒီနှစ်တော့တခုခုတော့ရမှာပါဖလားချန်ပီယံလိရရင်ရမရရင် ပရီမီယာလိမေဂျာဖလားတစ်ခုခုကိုတော့ရမှာပါဘာလို့လဲဆိုတော့အာဆင်နယ်ရဲ့သွားနေရဲ့ပုံစံကိုကျွန်တော်တဘောကြလို့ပါအာဆင်နယ်ရဲ့သွားနေရဲ့ပုံစံတဘောကြရဲဆိုတော့ဘာလဲဆိုတော့ဟိုဘယ်လိုပြောရလဲတပွဲချင်းစီကိုအကောင်းဆုံးချင်းကတ်တယ်ပြီးကစားသမား squad in အားတောက်တဲ့နေအခုဒန်ယာရလောက်များနေဗျာအရင်နှစ်တွေကလည်းဒီဒန်ယာတွေနှိမ့်ဆက်ခဲ့လို့အာဆင်နယ်ကတော်တော်လေးကိုရုန်းကန်ခဲ့ရတယ်ဒီနှစ်မှာလည်းဒီဒန်ယာတွေနှိမ့်ဆက်လဲဘာမှမဖြစ်တော့ဘူး squad တွေရမ်းများတယ်အဲအဲ့ဟိုဟာတော့ကလည်း ဆန္ဒလန်းနဲ့ပွဲတော့ကလည်းနိပြအာတီတာအနေနဲ့သူ့ရဲ့ဒီ second line နဲ့ကိုသူထုတ်မသုံးလို့ရှုံးသွားခြင်းလို့ကျွန်တော်မြင်တယ်။တေကျသွားခြင်းလို့မြင်တယ်။ဘာလို့လဲဆိုတော့ဆလာဘီအဲဆလီဗာနဲ့ဂါဗရီယယ်ကိုသူကပွဲစဉ်သုံးတယ်။ပွဲပင်သုံးတဲ့အချိန်မှာဒီနှစ်ကောင်ကပင်ပန်းနေပြီ။ပင်ပန်းနေတဲ့အချိန်မှာ60ကျော်80လောက်ကျရင်ကျွန်တော်ကဟက်ကာဘီဖြစ်ဖြစ်ထားပါဟက်ကာဘီကိုသူမယုံဘူးဆိုရင်တော့မှ ကျွန်တော် most square တက်သေးပြပြီးသားဖြစ်တဲ့ most square တို့နောက်တန်းမှာငြိမ်တဲ့ကစားသမားပေါ့နော် most square တို့ကတော့ထဲသင့်တယ်လို့ကျွန်တော်မြင်တယ်ဒါမှ most square ကိုထဲလိုက်ပါတယ်ချစ်ဆက်ကြော်မှထဲ့ပြီးတော့ most square ဝင်လာမှဂိုးဝင်သွားပါတယ်ဒါမှဆိုင်ပါဘူး most square တို့စော်ကြီးကတည်းကထဲ့ထားတယ်အာဆင်နယ်နောက်တန်းငြိမ်နေမှာပါဒါပွဲကြည့်ရဲ့လူတိုင်းသိပါတယ်ဆိုတော့ဟိုဟိုအခုကနောက်တန်းနေရှုပ်ချက်ခတ်နေလို့ဂိုးပေးလိုက်ရတယ်ဆိုဆိုဆိုပြီးတော့ပိတ်ကစားပြစ်တာဗျာအာဆင်နယ်အဲ့ဒါကြီးတော်တော်မှားတယ်ပေါ့နော် အားလုံးတော့ဒီကိုပြန်ပေးလိုက်ရပြီးတော့တရေကြသွားတယ်ရမနာမဲ့ဆုံးချင်းသွားတယ်ဒီဘက်မှာမန်ဆီးလီးယားနိုင်သွားတဲ့အတွက်အာဆင်နယ်နဲ့မန်ဆီးလီးယားလေးမှတ်ပဲကွာပါတော့တယ်အဲ့တော့အာဆင်နယ်ဒီနှစ်အဓိကပြိုင်ဘက်ကမန်ဆီးလီးဖြစ်ဖို့များပါတယ်ဒါပေမဲ့မန်ဆီးလီးရှိသွားတယ်တာရေးကောင်းကြီးတော့မဟုတ်ပါဘူးအဲဒါပေမဲ့လီဗာပူးလို့ပါတော့မရတော့ပါဘူးလီဗာပူးမရဘူးကျွန်တော်ဒီနှစ်ကြောက်ရမယ်အသင်ကမန်ဆီးလီးနဲ့ချဲဆီးဖြစ်တယ်ချဲဆီးရတဲ့အတန်တိတ်လက်နက်နဲ့သူကနဲ့သူတက်လာတယ်အသင်တသင်းဖြစ်တယ်အဲ့တော့ဟိုပွဲကိုကြည့်ပြီးတော့ဒီတိုင်းသိပါဗျာအာဆင်နယ်နဲ့အာဆင်နယ်နဲ့တွေ့တဲ့ လေတော့ဆန်ဒါလန်တော်တော်လေးကိုကောင်းပါတယ်အမသိရင်တည့်ရမလားအသိကြီးတဲ့င်းလိုပဲသူကစားသွားတယ်ဗောနော်တော်တော်လေးကောင်းပါတယ်ဆန်ဒါလန်ဒုတိယလက်စတာဖြစ်မှာမဖြစ်ပါဘူးဒီဘက်မော်ဒန်ခက်ဘောလုံးလောကကြီးမှာအဲ့အရာမျိုးမရှိတော့ပါဘူးဒီလောက်လူတွေဝယ်ပြီးတော့ဘောလုံးပွဲဖက်တွေရမ်းများနေရခက်ကြီးထဲမှာမရှိတော့ပါဘူးဒါပေမဲ့သူတို့မှကောင်းတဲ့ချက်ကသူတို့ကစားသမားကြီးကနိုင်ငံတကာပွဲပါဝင်မှုနည်းတယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲတခြားပွဲတွေမရှိဘူးဗျာတခြားပွဲတွေမရှိဘူးဆိုတာ ဟိုချန်ပီယံလီဂ်တို့ယူရိုပါလီဂ်တို့အဲအဲအဲ့လိုမျိုးပွဲတွေမရှိဘူးဗျာ EFL တို့ဟိုဟာတို့ဘာတို့လောက်ပဲဗျာတော်ဒါတော့မှဒါတွေကလည်းတို့ကအချိန်တိုင်းထွက်ပြီးတော့ဒီမေဒီပရီးမီးယားလီဂ်တို့လည်းအအောင်ဆိုင်ပါလိမ့်ဗျာဒါပေမဲ့ဆန်နာလိုင်းအမြင်ဆုံးကယူရိုပါလီဂ်ဝင်ဝင်ပါပဲဒါကယာတိကြာလာလေစကားပြောလာလေဖြစ်ဖြစ်လာပါလိမ့်မယ်ဗောနော်ဟိုအာဆင်နယ်ပြီးတော့ကျွန်တော်နောက်တစ်ခုကပြောချင်တာကျွန်တော်နီးပြရီအာတီတာရဲ့နီးစနစ်ရိုက်တာအာတီတာကြီးရဲ့ ဟိုဟာတွေကျွန်တော်မကြိုက်ဘူးဗျာအာရီတာကြီးရဲ့ပြဿနာဘာလဲဆိုတော့လူငယ်တွေကိုနေရာမပေးဘူးဗျာဥပမာကျွန်တော်ပြောမယ်အဲ့နေရာပွဲဆိုရင်ကျွန်တော်ပြောမှာမယ်ကြောက်ဟိုစကာတို့စကာတို့ဘာတို့ပေးနာသိရင်ရီတန်တော်ကြီးတို့မစတောင်းမန်းတို့ထဲ့တင်တယ်ပေါ့နော်ဒါအဲ့ဒီပွဲမထဲ့မထဲ့ရင်တော့မှဥပမာ9နိုင်ရပွဲတွေဆိုရင်ထဲ့တင်တယ်အဲ့ဒီပွဲတော့ထားပါဒါ2-1နဲ့အာဆင်နယ်ကလည်းရုန်းကန်နေရတဲ့အပိုင်းကြီးဖြစ်နေလို့ဒါဒီကစားသမားလေးတွေမထဲ့ဘူးဆိုပေမဲ့ဟုတ် ပွဲစကြတဲ့ပွဲထဲမှာကစားနေတဲ့ကစားသမားနဲ့နောက်မှလူစားဝင်တဲ့ကစားသမားကွာတယ်ဗျလမ်းစမ်းပုံချင်းကွာတယ်နောက်မှလူစားဝင်တဲ့ကစားသမားအရန်လမ်းစမ်းပြီးတော့ဖြတ်နိုင်ပြုတ်ပြုတ်နိုင်တယ်ဗောနော်အဲ့တော့လူငယ်ကစားသမားလေးတွေကိုလည်းကျွန်တော်နေရာပေးစင်ခြေမာတယ်အခုကသူကဇိုးဇိုးကြီးဗောနော်ဇိုးဇိုးကြီးတတိထားချင်းကပ်ပြီးအမှတ်ကိုဇွလို့ချင်းနေတယ်အဲ့အမျိုးတစ်ခါကျရင်ဆုံးရှုံးရတာဖြစ်တတ်တယ်ကိုရန်လို့ချင်းပြီးဆုံးရှုံးရတာဖြစ်တတ်တယ်ဗောနော်ဒါကတော့လူလောကသဘောကမှရှိတယ်လို့ဘောလုံးလောကမှလည်းရှိပါတယ်အဲ့ပြီးတော့ နောက်တစ်ခုကတော့ကစားသမားတွေကျွန်တော်ကြည့်ရပါတော့အာဆင်နယ်ကစားသမားတွေကိုကျွန်တော်ကြည့်တာအရင်ညာဒီရောက်ပုတ်ပုတ်ပပမရှိဘူးဟိုဘယ်လိုပြောရမလဲစီးစနစ်နဲ့ဟိုမန်စီးတီးတို့လိုပေါ့မန်စီးတီးကစားသမားတွေလိုပေါ့ဆက်ရုပ်တွေလိုပဲစီးစနစ်နဲ့ကစားနေရတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့နောက်တစ်ခုကတော့အာဆင်နယ်ကစားသမားတွေကဟိုအရင်ရာဒီရောလိုပျော်ပျော်အောင်ပွဲခံတာတို့ပြီးရင်ဟိုပုတ်ပုတ်ရော့ရော့ကစားတာတို့မရှိဘူးကောင်းကောင်းမွန်မွန်ကစားရတာကောင်းတဲ့ချက်ပါသူတို့ချင်ပါဒါပေမဲ့ဖီအားလေးတွေရှိနေပုံကျွန်တော်တွေ့ရတယ်ဒီနှစ်မှာဖလားမရလို့မဖြစ်ဘူးဆိုတော့ ဖီးအားလေးတွေကိုလည်းကျွန်တော်တွေ့ရပါတယ်ပေါ့နော်အဲ့ဒီမှာဖီးအားကင်းမဲ့ဆိုတာနဲ့ကစားနေကစားသမားဆိုလို့ကျွန်တော်မြင်မိရတော့တယောက်လောက်ပဲရှိရထင်တယ်အဲ့ throw set ပဲ throw set ကတော့အေးစိတူကကစားတူလုံးဆက်ရှိရတူလောက်တယ်မိပြသူ့ထုတ်ပလိုက်လဲစိတ်မဆိုးဘူးပေါ့နော်သူ့နေရာအတွက်လည်းသူကမဆိုးရင်သူ့နေရာအတွက်လုံးဝမဆိုးရင်အေးစိပဲ throw set ရန်ကုန်ထိုင်းတာရှိလို့လားမရှိဘူးနော် throw set တကယ်ကောအဲ့မှာပြီးတော့ဟိုပြီးတော့နောက်တန်းမှာနောက်တန်းကပေါ့နော်ကျွန်တော်ဆွမ်းနာရှေ့ရပြောခဲ့သလိုမျိုးပဲဆလီဘာနဲ့ဂါဘရီယောရမ်မီခုံလုံးကကြီးတယ် သူတို့မှာချန်ပီယံလိလည်းကစားရတယ်ပရီးမီးယားလိလည်းကစားရတယ်ပြီးရင်နောက်တစ်ခုကတွင်းလန်မှာလည်းကျွန်တော်တို့ဆူပါမန်နီနဲ့ဟိုဟာဒီကလန်ရိုက်ကိုရမ်းမိခိုးလွန်ကြည့်ရနော်ဂတ်တို့ပါကိုရှိပါတယ်ကျွန်တော်ပြောနော်ဂတ်တို့သိရမလားပြီးရင်နောက်တစ်ခုကကျတော့ဟိုဘယ်လိုပြောရမလဲဟိုဟိုလူးစ်ကယ်လီတို့ရှိပါတယ်ကျွန်တော်ကနောက်တန်းမှာဆိုလဲဟက်ကာဘီတို့အဲ့သုံးပါကျွန်တော်ကလူတွေဝယ်ထားပြီးသုံးပါပါနော်အမှန်တကယ်80ဒုံမ68 80လောက်ဆိုရင်လူသားလဲတင်နေပါပြီ တခြားသင်းဖန်တွေကတော့ကျွန်တော်တို့စောင်းဝင်လာပြီပဲပြောတယ်ကျွန်တော်တို့ကစောင်းမဲဝင်ထဲပဲဝင်ကျွန်တော်တို့ကတော့ဒီနှစ်ဖလားယူมาပါလုံးဝအာဆင်နယ်ကချုံးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒါဒီဗီဒီယိုကျွန်တော်ဒီနေ့တင်ရတဲ့အကြောင်းရင်းကကျွန်တော်တို့ဟုတ်ကျွန်တော်တေးပဲကြပါသေးတယ်ပြီးရင်အစစ်တနေရလည်းပြုတ်ကြမလာသေးပါဘူးပြီးအောက်ကအသင်းကိုလည်းလေးမထီဖြတ်ထားပါသေးတယ်အဲအကြောင်းမို့ဟိုဖောင်းမဲဝင်ပါဝင်ဝင်အစ်စေပါကျွန်တော်တို့တိတ်ကောင်းလည်းမထည့်ပါဘူး အဲအဲ့တော့ဒီနေ့တော့ကျွန်တော်ကအာဆင်နယ်အကြောင်းလေးတွေအာဆင်နယ်ရင်အန်ပတ်ကဆန်နာလန်နဲ့ပွဲပြီးအကြောင်းလေးတွေကိုပြောပြရပါ။နောက်ရက်ဆိုလည်းဘ ਹੁ ဒုတာဖြစ်ပေါ်ရအာဆင်နယ်အဲအတဲ့ဘလို့ဖြစ်တည်လာတယ်ဘလို့ဖြစ်ပေါ်လာတယ်ဟုတ်ပြီးရင်အာဆင်နယ်ရဲ့ဟိုအရင်တော့အကြောင်းလေးတွေတို့ ပေါ့เนาะကျွန်တော်ဒီနိုင်ငံတကာပွဲမှာကျွန်တော်ပေးဟိုဟာ border တို့နဲ့ညီကိုတို့နဲ့အဆက်အသွယ်မပြအောင်ကျွန်တော်တင်သွားပေးပါမယ်ဘောလုံးပွဲကတော့ကျွန်တော်မမှန်းသေးပါဘူးဘာလို့လဲဆိုတော့ဘောလုံးပွဲမမှန်းသေးဘူးဆိုတာဘောလုံးပွဲကျွန်တော်ကလပ်ပွဲကြမှာမှန်းပါမယ်အဲအရင်တစ်ပတ်ကတော့စနေနေ့ဝင်လုံးကျွန်တော်နှစ်ရက်လုံးတော်တော်လေးကိုအကျိုးဖြစ်ထုံးခဲ့ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ညီကိုတွေအနေနဲ့လည်းအာဆင်နယ်အကြောင်းလေးတွေကိုကျွန်တော်သိသလောက်ကျွန်တော်ပြောပြပေးကြပါအောင်အဲညီကိုတို့သိရမလားဆင်နယ်ငယ်လေးတွေအားပေးလာဆိုသိရသိရညီကိုတွေလည်းအာဆင်နယ်အကြောင်းဝင်ရောက်ဆွေးနွေးပေးပါအောင်ကျွန်တော်လည်းဘာမှသိမသိသေးလို့ပါ ကဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့မနက်ကတော့ဒီလောက်ပါပဲ